ယူနိုက်တက်ကကမ်းလှမ်းရင်ချက်ချင်းလက်ခံသွားဖို့ရှိနေတဲ့စာပြီးဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြောင်းရေးကြိုးစားလာပါတယ်။ဘာစီလိုနာနေပြဟောင်းစာပြီးဟာလန်ဒက်စ်ကမန်ချက်စတာယူနိုက်တက်တင်ရဲ့ကမ်းလှမ်းမှုကိုသာရရှိခဲ့ပါကချက်ချင်းမဲ့လက်ခံမှာလိမ့်မယ်လို့နာမည်ကျော်ဘောလုံးပြောင်းရွှေ့တဲ့တဲ့ထောက်ဖာရီစီယိုရိုမာနိုကပွင့်ဟပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ပူရက်ပါရှင် ENS ဘွဲကသာလက်ရှိနေပြရူဝင်အမော်ရီယန်နေရာမှာအစားထိုးဖို့အတွက်စာဗီကိုတင်းတော်ရတူလို့သတ်မှတ်ခဲ့မယ်ဆိုရင်အမြန်ဆုံးလှုပ်ရှားဖို့လိုအပ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့စပိန်နီးပြားကို Sorry Galant AD ရဲ့တင်းကလည်းခေါ်ယူဖို့စဉ်းစားနေလို့ဖြစ်ပါတယ်။ ။နေပြအမော်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းတွင်မှထပ်မံပြီးတော့ကြေလည်လာခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့တစ်ပတ်ကချက်စီးကို Ultra Phone မှာအနိုင်ရခဲ့တာကြောင့်ဖီးယားတွေကလည်းခေတ္တလွတ်မြောက်ခဲ့ပေမဲ့ Brandfor 319နဲ့စစုံရွရွရှုံနေခဲ့တဲ့ပွဲစဉ်ကသူ့ဝေဖန်မှုတွေရဲ့ထိတ်ဆုံးစီကိုပြန်လည်ပြီးတော့ပို့ဆောင်လိုက်တာပါ။ ။နာမည်စနစ်နေမှာရင်ဆိုင်ရမယ်တန်တက်ကလပ်ဆန္ဒလန့်နဲ့ပွဲစဉ်မှာအလိုင်းရလက်ကလွယ်ပြီးတခြားရလက်တစ်ခုသာထွက်ပေါ်ခဲ့မယ်ဆိုရင်အမော်ရင်တပ်မေကူမောင်းများစွာနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။တပတ်မှလည်းစာပီက2024ခုနှစ်မေလကဘာစီလိုနာကနေထွက်ခွာခဲ့ပြီးကတည်းကနီးပြလောကနဲ့အဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်။ ်သူဟာဘာစီလိုနာနဲ့တူလာလီဂါချန်ပီယံဆုနဲ့စပိန်စူပါဖလာရိုကိုဆုကူးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်ဖာရီဇီယိုရိုမာနိုရဲ့ဆိုရာဇာဘီကအင်္ဂလိပ်ပရီးမီယာလီဂ်ကိုလေးလာနေပြီးတော့ဥရောပရဲ့အပြိုင်ဆိုင်ဆုံးလိမှာသူ့ရဲ့အရေးအတွေ့ကိုစမ်းသပ်ချနေတယ်လို့သိရပါတယ်ဇာဗီနဲ့မန်ချက်စတာယူနိုက်တက်ကြောင့်မေးခွန်းနေကျွန်တော်အများကြီးရပါတယ်။ဇာဗီကပရီးမီယာလိကိုလေးလာဆောင်ကြည့်နေပါတယ်။ပြီးတော့ဇာဗီကဥရောပပွဲကစားခွင့်မရရင်တော့မန်ချက်စတာယူနိုက်တက်ကိုချက်ချင်းလာပါလိမ့်မယ်။သူကပရီးမီယာလိကိုချက်ချင်းလာမှာဖြစ်ပြီးဒီအခွင့်အရေးကိုအရန်လိုချင်နေပါတယ်။ ်။ဒါမဲ့လက်ရှိအချိန်မှာတော့ဇာဗီနဲ့ယူနိုက်တက်ကြားမှာဘာမှတော့မရှိသေးပါဘူးလို့ရိုမာနိုက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။